မှာပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နှိလေခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။တီရွင်းမှာစစ်မှုထမ်းလူငယ်တွေရှားပါလာနေတာကြောင့်မြန်မာတွေထိုင်းနိုင်ငံကိုသွားရောက်အလုံလုံကိုင်းတာတွေကိုစစ်တပ်ကပိတ်ပင်တားဆီးပေးဖို့ကြက်ဖို့အမဟောင်းဘူးလလစီကတောင်းဆိုထားပါတယ်။စကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီတွေပူးပေါင်းပါဝင်တာမပြုလုပ်ကြဘို့ မိုတော်လိုင်းအင်အားစု17ဖွဲ့ကတောင်းဆိုသတိပေးထားတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်တွင်းမှာအလဲကျစစ်မှုထမ်းရမယ့်လူငယ်တွေရှားပါနိုင်လာတာကြောင့်မြန်မာတွေထိုင်းနိုင်ငံကိုသွားရောက်အလုပ်လုပ်ကြတာတွေကိုစစ်တပ်ကပိတ်ပင်တားဆီးပေးဖို့ ကြံဖို့အမဟောင်းဘူးလလဆွေကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်တောင်းဆိုလာပါတယ်။ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံကြားကနေဆက်ပြဿနာကြောင့်တိုက်ပွဲတွေဖြစ်ပွားလာပြီးတဲ့နောက်မှာကမ္ဘောဒီးယားကသူ့ရဲ့နိုင်ငံသားအလုသမားတွေကိုထိုင်းနိုင်ငံကနေ ပြန်လည်ခေါ်ယူခဲ့တာကြောင့်ထိုင်းနိုင်ငံမှာအလုလုံနေတဲ့ကမ္ဘောဒီးယားအလုသမား9သိန်းနေရက်ပြန်သွားကြပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံရဲ့အလုသမားလိုအပ်ချက်ကြီးမားနေပြီး မြန်မာနိုင်ငံကနေအလုသမားတွေကိုခေါ်ယူနိုင်တာကြောင့်မြန်မာအလုသမားသိမ်းချပြီးထိုင်းနိုင်ငံကိုတွားရောက်ကြမှာဖြစ်လို့စစ်မှုထမ်းလူငယ်တွေ ခေါ်ယူဖို့လူဆွမ်းအားအရင်နဲ့ရှားပါတာနဲ့ပြည်တွင်းအလုသမားပြက်လက်မှု ပြည်သနာအကြီးကျယ်ဖြစ်လာနိုင်တယ်လို့ကြက်ဖို့ပါတီကဘူးလက်လဆွေကပြောပါတယ်အဲဒါကြောင့်စစ်တပ်အနေနဲ့ထိုင်းနိုင်ငံကိုတွားရောက်နိုင်တဲ့နေဆက်ထွက်ပေါက်နေဆက်လန်းလေစိတ်ရေစိတ်တွေအားလုံးကို ီစစ်ပိတ်ပင်တင်းကျပ်ထိန်းချုပ်တာတွေလှုပ်ဆောင်ဖို့အရေးကြီးလိုအပ်နေတယ်လို့သူကပြောပါတယ်။ကမ္ဘောဒီးယားနိုင်ငံသားအလို့သမားတွေ9သိန်းလောက်ရှိတယ်။အဲ9သိန်းလောက်ကကမ္ဘောဒီးယားအစိုးရပြန်ခေါ်တယ်။မင်းတို့အဲ့ဒီမှာယူရီးယားမှာသွားလှုပ်လို့ဆရာမလို့ငါတို့နိုင်ငံပြန်လာခဲ့ပြန်မလာလို့ရှိရင်မင်းတို့ passport တို့ယူသိမ်းမယ်မင်းတို့နိုင်ငံသားဖြစ်ကနေရဆဲမယ်မင်းတို့ဘန်စင်းနေသိမ်းမယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးကြက်လိုက်တော့ ခုခမာကြီးကအိမ်ပြန်နေကြတယ်9သိန်းလောက်အဲ9သိန်းလောက်ကြီးရော့သွားရင်ယူရီးယားမှာတကယ်ဟလာ liver crisis အကြီးဖြစ်မယ်ဗျာလူ9သိန်းလောက်ရော့သွားအဲ့ဒီ liver crisis ကြီးကိုထိုင်းနိုင်ငံကသူကာမိအောင်မလို့လုပ်မလဲဆိုတော့မြန်မာတွေကိုခေါ်ပြီးတော့ခိုင်းနိုင်တယ်မြန်မာတွေကိုခေါ်ပြီးတော့အလုပ်ပေးနိုင်တယ်အဲ့တော့မြန်မာတွေကအများကြီး ပြီးတော့ထွက်လိမ့်မယ်ခုကမြန်မာတွေတန်းနဲ့ချီပြီးရရှိတယ်ရိုးရရမှာအဲ့တော့မြန်မာတွေထပ်ပြီးထွက်ရင်မြန်မာပြည်မှာလည်း liver crisis ကကူးစက်နိုင်တယ်မြန်မာပြည်ကအလို့သမားတွေလည်းကျော့သွားနိုင်တယ်အဲ့ဒီဟိုစစ်မှုရန်ခေါ်တာအစနည်းနည်းလေးကက်ခဲတွေဖြစ်သွားနိုင်တယ်သူခုနှစ်သိန်းလောက်ကြီးသူတို့လိုမှာအဲ့တော့အဲ့တော့အစိုးရတာဝန်ရှိတဲ့လူတွေကဒေသဒေသတွေမှာဖွက် တဲ့အောက်လမ်းကထွက်တဲ့လမ်းကြောင်းတွေအောက်လမ်းကထွက်တဲ့ဘောလမ်းကထွက်တဲ့ပေါ့ရေလမ်းကထွက်တဲ့ဘဲလမ်းကထွက်တဲ့လမ်းတွေအကုန်လုံးကိုတည်ချာချာစစ်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 နဲ့တကြမမတ်လုပ်ဖို့လိုတယ်လက်တလောကမ်ဘောဒီးယားအလုတ်သမား၈သိန်းကျော် ထိုင်းနိုင်ငံကနေထွက်ခွာသွားတာကြောင့်ဘန်ကောက်စစ်မှုဇုံတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအလုတ်သမားပြက်လက်တာတွေအကြီးအကျယ်ဖြစ်ပေါ်နေတယ်လို့ထိုင်းအခြေစိုက်ထိုင်းရတ်သတင်းဌာနကရေးသားဖော်ပြထားပါတယ် ထိုင်းနိုင်ငံအတွင်းလစ်လက်သွားတဲ့ကမ္ဘောဒီးယားလုံသားတွေနေရာမှာမြန်မာလုံသားတွေကိုလုပ်ငန်းရှင်တွေဘက်ကအစာထိုးခတ်အပ်လာတယ်လို့ထိုင်းရောက်မြန်မာအလုံသမားကြီးကုညီပေးနေသူ AAC ကိုရဲမင်းကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အထောက်အထားအဆောင်လေးရှိတဲ့မြန်မာလုံသားတွေအနေနဲ့စမတ်ကမပေးရပဲရှောက်ထားနိုင်တဲ့အလုပ်တွေလည်းရှိလာပြီးကမ္ဘောဒီးယားနိုင်ငံသားတွေနေရာမှာမြန်မာအလုပ်သမားတွေကိုခန့်အပ်တဲ့လုပ်ငန်းစဉ်က ရှုပ်ထွေးမှုမရှိဘဲလွယ်ကူရိုးရှင်းတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကြားပဋိပက္ခတွေကြောင့်ထိုင်းနိုင်ငံအတွင်းအလုံးလုံးကိုင်းနေတဲ့ကမ္ဘောဒီးယားနိုင်ငံသားအလုံးအရင်နေရပြန်သွားမှုဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီလုံသားတွေနေရာမှာမြန်မာ လုံသားတွေကို ခေါ်ယူဖို့ထိုင်းလုပ်ငန်းရှင်တွေကလှုံ့ဆော်ခဲ့ကြတယ်လို့အလုံသမားရေးဆောင်ရွက်နေသူတွေစီကနေသိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့ အကြမ်းဖက်စစ်ကောင်စီကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောက်ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီတွေပူးပေါင်းပါဝင်တာမပြုတ်လောက်ကြဖို့မွန်တော်လိုင်းအင်အားစုစစ်တပ်ဖွဲ့ကပူပေါင်းပြီးတောင်းဆိုလိုက်တယ်လို့ရမညဖက်ဒရယ်အင်အားစု NRFF ရဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာကရန်ကုန်ခေတ်စ်ကိုပြောပါတယ်2020အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့မွန်ညညရေးပါတီမှာစစ်အာဏာသိမ်းပြီးတဲ့နောက်စစ်အုပ်စုနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်နေပြီးမိုးတမျိုးသားလုံးလုံခြုံပေးခြင်းအတွက်စစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံတယ်လို့ပြောဆိုလိုက်တဲ့အထိမိုးဒေတာအတွင်စစ်အုပ်စုကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေကို မတားဆီးနိုင်ခဲ့တာကမိုးလူမျိုးတွေနေထိုင်ရာဓမ္မတကျေးရွာမှာရှိတဲ့ပြာပုံတွေကတက်တည်ထူနေတယ်လို့သူက ပြောပါတယ်။အခုအချိန်မှာအကြမ်းဖက်စစ်ကောင်စီကအယောင်ပြရွေးကောက်ပွဲကိုမိုးအမျိုးသားတို့ရဲ့ကောင်းကျိုးအတွက်လို့ဆင်ကျင်ပေးကလှုပ်ဆောင်မယ်ဆိုရင် မွန်ပြည်သူတွေကလက်မခံဘူးဆိုတာသတိကပ်စေလိုပြီးအမျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြတ်ထားခွင့်အတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့အာဇာနည်သူရဲကောင်းတွေစစ်အုပ်စုရဲ့အဖိနှိတ်ခံမွန်ပြည်သူတွေကို ထောက်ရှုတဲ့အတွက်အတူရောင်ရွေးကောက်ပွဲကိုဆက်လက်ပူးပေါင်းမဆောင်ရွက်ဖို့တိုက်တွန်းထားပါတယ်။အကြံပတ်စစ်အုပ်စုက2008ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်တွေကိုသူတို့ကိုယ်တိုင်ချိုးဖောက်ပြီးအာဏာသိမ်းယူတာအရေးပေါ်ကာလတက်တန်းတိုးတာတွေပြုလုပ်ခဲ့တဲ့အပြင် ပြည်သူတွေရဲ့လက်နက်ကန်တော်လှန်ရေးတိုးတက်လာတဲ့အခြေအနေတွေကြောင့်အကြမ်းဖက်စစ်အုပ်စုက နေရအနက်နေမြေတော်တော်များများကို ဆုံးရှုံးထားရပြီးဖိနှိပ်မှုတွေအကြမ်းကြမ်းခံစားနေရတဲ့ပြည်သူတွေရဲ့အပိတ်ထောက်ခံမှုမရနိုင်တာတွေကြောင့်အကြမ်းဖက်စစ်အုပ်စုရွေးကောက်ပွဲကတရားမျှတတဲ့ရွေးကောက်ပွဲတရားဝင်ရွေးကောက်ပွဲမဖြစ်ဘူးလို့မော်တော်လှန်ရေးဖွဲ့တွေကထောက်ပြထားပါတယ် ဒါအပြင်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကို အကောင့်ထဲမဖော်တဲ့စစ်အုပ်စုကိုအာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းအတိမတ်မပြုဘဲအာဆီယံအနေနဲ့ရွေးကောက်ပွဲဟာဦးစားပေးမဟုတ်ဘူးလို့တရားဝင် ထုတ်ပေါ်ပြောဆိုထားပြီးဒီမိုကရေစီနိုင်ငံတွေကလည်းစစ်အုပ်စုရွေးကောက်ပွဲကိုစန့်ကျင်ရှုတ်ချနေတယ်လို့မွန်တော်လန်ရဲ့အဖွဲ့တွေကပြောပါတယ်အဲဒါကြောင့်စစ်အုပ်စုက အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ပြည်သူတရလုံးပေါ်ကြောခိုင်းမဲ့အပြုအမူအကြံစီတွေမလုံဆောင်ကြဖို့ပြည်သူ့ဘက်အမြန်ဆုံးကူးပြောင်းကြဖို့တိုက်တွန်းတယ်လို့မွန်တော်လိုင်းအင်အားစုတွေကတောင်းဆိုထားပါတယ်ရှင်ထမှန်တင်ဆက်ပေးမှာကတော့အာနာသိစစ်ကောင်စီကမကြခင်ကျင်းပတော့မဲ့ရွေးကောက်ပွဲမှာလူအသေးဆုံးမှုဖြစ်ခဲ့ရင်တေတံပေးမယ်လို့ဥပဒေထုတ်ပြန်တာက အများပြည်သူတွေကိုချိန်ချမှုဖြစ်တယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ Independent Press Council မြန်မာ IPCM ကပြောပါတယ်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတဘောဒါတွေကို IPCM က August လ10ရက်နေ့ထုတ်ပြန်တာမှာထည့်သွင်းပြောဆိုထားတာပါစစ်ကောင်စီကအရေးပေါ်ကာလပြီးဆုံးသွားပြီလို့ပြောနေပေမဲ့အရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ပြထမ်းခဲ့တဲ့နိုင်ငံသားများဤပုံကိုဆိုင်ရာလွတ်လပ်မှုနဲ့ပုံကိုဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပါတဲ့အခွင့်အရေးတွေကိုဆက်လက်ရုပ်သိမ်းခံထားရပြီးစစ်အုပ်စုကဘသူကိုမဆိုအချိန်မရွေးနေရာမရွေးဝင်ရောက်ဖမ်းဆီးစစ်ဆေးခွင့်ပေးထားနေစေလို့ IPCM ကပြောပါတယ်။အာဏာသိမ်းစစ်ကောင်စီကအုတ်ချုပ်ရေးအသစ်ကိုထပ်မံဖွဲ့စည်းပြီးသူတို့စိတ်တိုင်းကျရွေးကောက်ပွဲကိုကျင်းပဖို့ စီစဉ်နာမှာမြမဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက်အကျိုးမရှိဘဲနိုင်ငံတော်အာဏာကို လွှဲမိုးဖို့နဲ့စစ်အုပ်စုတပ်ဆိုးရှေ့ရေးအတွက်သာရည်ရွယ်နေတယ်လို့ IPCM ကပြောပါတယ်။အခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပပြီးတက်လာတဲ့အစိုးရတွေကို အာဏာလွှဲပြောင်းပေးမယ်လို့စစ်ကောင်စီကကတိပေးထားပေမဲ့လေရွေးကောက်ပွဲကိုတော်လှန်ရေးအင်အားစုတွေနဲ့ဒီမိုကရေစီအင်အားစုတွေကကန့်ကွက်ထားကြပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုမရှိသလိုအတူအရောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ဒီမိုကရေစီအင်အားစုတွေကမှတ်ချက်ပေးထားကြပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့မြန်မာနိုင်ငံလိုနိုင်ငံတွေမှာတယံဇာတကျင်းစာမဖြစ်ပေါ်စေဖို့အတွက်တယံဇာတတွေကို စနစ်တကျစီမံခန့်ခွဲဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကသတိပေးပြောကြားခဲ့ပါတယ်။တဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုနဲ့အတူပြည်သူတွေကိုဒုက္ခပင်လဲတဲ့တွန်းပို့နိုင်တဲ့တယံဇာရကျင်းစာမဖြစ်ဖို့လိုအပ်တယ်လို့လဲဩဂတ်လ9ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ NUG ဂျာကာလဒေသနာပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာဗဟိုကော်မတီဥက္ကဋ္ဌဝင်ကြီးချုပ်မန်ဝဲခိုင်တန်းကပြောပါတယ် ပြီးခဲ့တဲ့ရဲတပ်ပတ်အတွင်းပင်ဒီယာမြို့နယ်တစ်ခုထဲမှာလူ၈ယောက်ရေနောက်မျောပါသေဆုံးခဲ့ပြီးဒါကရာသီဥတုပြောင်းလဲမှုနဲ့အတူတဘာဝပတ်ဝန်းကျင်ပျက်စီးရွေးမှုတွေရဲ့ရလဒ်တွေပဲဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ကပြောပါတယ်တော်လန်ကြီးအောင်မြင်ရေးအတွက်ကြိုးပမ်းနေကြတဲ့အချိန်တပြေနဲ့ထဲမှာပဲအနာဂတ်မျိုးဆက်သစ်တွေအတွက်ရေရှည်တည်တံ့ခိုင်မြဲတဲ့တဘာဝပတ်ဝန်းကျင်ကိုလက်ဆင့်ကမ်းနိုင်ရေးကလည်း အထူးအလေးထားဆောင်ရွက်ဖို့အရေးကြီးတယ်လို့လဲအန်ယူဂျီဝန်ကြီးချုပ်ကပြောပါတယ်ရှင်။တဝဲဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။တဝဲမျိုးပေါ်ကအစ္စလမ်တောက်တန်အစ္စလမ်ဥယျာဉ်တော်အဟောင်းကိုစစ်တပ်ကပြီးခဲ့တဲ့လကုံပိုင်းမှာတင်းယူလိုက်ပြီးအစိုးရပိုင်မင်းဆိုပြီးစာကတ်ကဩဒတိုင်းကာရန်နေတယ်လို့မြို့ခံတွေစီကသိရပါတယ်။အဲ့ဒီတုံးတန်နေရာက အလျားပေ900ခန့်အနံပေ300ခန့်ရှိတဲ့မြေနေရာဖြစ်ပြီး စမ်းချီရက်ကွက်ကမျော်ကင်းလမ်းပေါ်ကအချက်ချကြတဲ့နေရာမှာရှိနေတာပါမြို့ area ကျေလာပြီးတုတ်တန်အနီးလူနေအိမ်တွေများလာတာကြောင့်စစ်ကောင်းဆောင်ဟောင်းတန်းရွှေလက်ထက်2006ခုနှစ်ကအဲ့ဒီတုတ်တန်ကို မြေမြုပ်တကြိုခွေပိတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မြို့ပြင်ဘက်ကစဟာကြီးပါမှာအစ္စလမ်ဘာသာဝင်တွေအတွက်အစာထိုးတုတ်တန်အဖြစ်နေရာချပေးထားတာဖြစ်ပါတယ်အခု16နှစ်အကြာလက်ရှိမှာတော့ အဲ့တုတ်တဟောင်းနေရာကိုအစိုးရပိုင်မြေလို့စိုင်းပုတ်ထောင်းပြီးပပတ်လေကိုအုတ်တိုင်းကာယံနေတယ်လို့တုတ်တန်အတွင်းကအဆောက်အုံတွေနဲ့အုတ်ဂူတချို့ကိုလည်းဖျက်ဆီးထားတယ်လို့အစ္စလမ်အတိုင်းဝိုင်းကပြောပါတယ်။အဲ့ဒီတုတ်တန်ဟောင်းနေရာကိုစစ်သားတွေနေထိုင်တဲ့အဆောက်အုံနဲ့စစ်အစိုးရရဲ့ရုံးတွေစောက်လုံမဲ့ဆိုပြီးတရင်ကြရတယ်လို့မြို့ကန်တွေကပြောပါတယ်။တဝယ်မြို့ကန်အစ္စလမ်ဘာသာဝင်တွေကတော့ အဲ့ဒီနေရာကလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲကတည်းကတည်ရှိခဲ့တဲ့ဒဝဲမွတ်စလင်တွေရဲ့ပထမဆုံးရှေးအောင်တမိုင်းဝင်တုတ်တန်ဖြစ်တဲ့အပြင်မိနေရပိုင်ဆိုင်မှုစာချုပ်အထောက်အထားတွေရှိပြီးသားပုဂ္ဂလိကပိုင်မြေဖြစ်တာကြောင့်အခုလိုလှုပ်ဆောင်တာကိုလက်မခံနိုင်ဘူးလို့ပြောပါတယ်2006ခုနှစ်တုတ်တန်ပိတ်ပြီးနောက်ပိုင်းမှာလဲအဲ့ဒီနေရာကိုတက်ကြီးရွယ်အိုတွေအတွက်လူအိုရိပ်သာနဲ့ ုသိုလ်ဖြစ်ဈေးရုံတွေဆောက်လုပ်ဖို့အစ္စလမ်ဘာသာဝင်တွေကအစိုးရတွေစီမားရှောက်ထားခဲ့ပေမဲ့ခွင့်ပြုချက်မရခဲ့ဘူးလို့သိရပါတယ်ရှင်။ပဲခူးတိုင်းဘက်မှာတော့ပဲခူးတိုင်းသဲကုန်းမြို့နယ်မှာစိုင်ကယ်နဲ့ကင်းလဲလာတဲ့အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က၄ဦးသေဆုံးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ဩဂတ်စ်လ6ရက်နေ့နေ့လယ်တနာရီက တဲကုံမြို့နယ်ပဒီကုံဘက်ကနေစိုင်ကယ်15စီးနဲ့ကင်းလဲလာတဲ့စစ်သားနဲ့ပြူစောတိအင်အား30ခန်းကို တော်လိုင်းရေးတပ်ဖွဲ့တွေကဘူးပြောကြီးရွာဇရက်အနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းစိုင်ကယ်3စီးကို မိုင်းထိမှန်ခဲ့ပြီးစစ်သား၄ဦးပိတ်ဆုံးခဲ့ကတော်လိုင်းရေးရဲဘော်တွေအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အဲ့ဒီနေ့ညနေပိုင်းကမိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာတွေကိုစစ်သားတွေထပ်မံရောက်ရှိလာပြီး သုံးပိန်ကားနဲ့စစ်သားအလောင်း၄လောင်းနဲ့စိုင်ကယ်၃စီးကို မိုးကနဲ့အုတ်ကလာရောက်တဲဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကတော့ထုတ်ပြန်ထားတာတွေမရှိသေးပါဘူးရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကရင်နီပြည်နယ်ဖားဆောင်မြို့အနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့ ကလေးငယ်တွေအပါဝင်ပြည်သူတုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကဩဂတ်လ10ရက်နေ့မနက်10:00နာရီကဖားဆောင်မြို့နယ်ခဲမဲ့ပြူရွာအနီးကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ကလေးငယ်တွေအပါဝင်ပြည်သူတုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်အခုလိုမျိုးပဲပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာလည်း အကြမ်းဖက်စစ်တပ်ကအရက်သားပြည်သူတွေကိုပစ်ခတ်ထားပြီးဒရုန်းနဲ့အကြိမ်20ထပ်မင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။ဇူလိုင်လ22ရက်နေ့ကနေဩဂတ်လ5ရက်နေ့အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်တွေကအကြိမ်20ထပ်မင်းဒရုန်းတွေနဲ့အရက်သားပြည်သူတွေရှိရာနေရာတွေကိုတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေရဲ့နေအိမ်တွေ၊သာသနာအဆောက်အအုံတွေ၊ဖုန်ကြီးကြောင်တွေ စေဒီပထိုးတွေထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။